ရိသမားတော်မင်္ဂလာခင်ဗျအခုဆိုရင်ကျွန်တော်တို့ရဲ့မြမလဝိအကျော်မောကိုထွန်းနှမင်းကဝမ်းကိုဝင်ပြီးတော့ပွဲထုံးမဲ့အကြောင်းပြောလိုက်ပါပြီဒီတော့ထွန်းနှမင်းရဲ့ပွဲစဉ်ဘယ်တော့ပါဝင်လာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရင်ခေါ်ရတော့မှာပါမကြတဲ့ငါမီဒီယာကွင်းနဲ့အင်တာဗျူးလာမှာထွန်းနှမင်းကဝမ်းကိုသူကူးပြောင်းပြီးတော့ပွဲထုံးရမယ်ဆိုတဲ့အကြောင်းပြောသွားခဲ့တာဖြစ်ပါတယ်ဒါထွန်းနှမင်းအနေနဲ့ကစားသမားဘဝအနာယူမဲ့ အချိန်ကာလကိုရောက်မှထူးခြားလာတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ရှေ့မှာမြန်မာနိုင်ငံကိုဝမ်ချန်ပီယံရှစ်ပြိုင်ပွဲရောက်ရှိလာတယ်။အဲ့အချိန်ကလေးကမြန်မာပြည်သက်တွေနဲ့ဝမ်ချန်ပီယံရှစ်ကိုပေါင်းစည်းပြီးခဲ့တဲ့အောင်လဆန်းကိုရိုင်းကဝမ်ကိုလာထိုးထွန်းနှမင်းကိုဖိတ်ခေါ်ခဲ့တာပါ။ဒါပေမဲ့အဲ့တော့ကထွန်းနှမင်းလက်မခံခဲ့ဘူး။နောက်ပိုင်းမှာဝမ်ဘက်ကလည်းသူ့ကိုတိုက်ရိုက်ကမ်းတမ်းတာရှိခဲ့ပါတယ်။ဒါပေမဲ့ထွန်းနှမင်းလက်မခံခဲ့ပါဘူး။အခုဒီချိန်ဒီကာလကိုရောက်မှထွန်းနှမင်းက ဝမ်းမှာထိုးဆိုပြီးတော့လက်ခံလိုက်တယ်။တေကြာတကူကတော့ထွန်းထွန်းမင်းဟာအောင်လန့်အစမ်းလို့လို့ဝမ်းပြိုင်ပွဲမှာစပြီးတော့နေရာရဖို့တော့မရှိတော့ဘူး။ဆိုလင်းဦးလို့လို့အောက်ကနေပဲစပြီးတက်ရပါလိမ့်မယ်။1 Friday fights အဲ့ဘက်ကနေသူလမ်းကြောင်းတစ်ခုဖောက်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကတော့တိတ်ပြီးတော့အားမရလောက်ဘူး။ဘာကြောင့်လဲဆိုတော့ထွန်းထွန်းမင်းဟာမြမလောက်ရီမှာတော့အခုချိန်မှာဟိုးအောက်ကတက်လာတဲ့နောက်ပေါက်ကလေးတွေကိုပဲသူနိုင်အောင်ထိုးနိုင်တော့တယ်။ သူသူဝင်လာလို့ဖိုင်တာမျိုးနဲ့ပွဲတယ်ပေးလိုက်ရင်သူတရေပဲထိုးနိုင်တော့တယ်ဒါတော့အောက်စီးတရေနော်အထက်စီးတရေမဟုတ်တော့ဘူးသူသူဝင်လာကအသာစီးရကစားတယ်ဟိုအလဲမထိုးနိုင်လို့သာမြမလောဝေးမှာဆုံးဖြတ်တဲ့နိစနေရပူတွဲတရေဆိုတဲ့အဖြစ်ထွက်နေတာတကယ်တော့အမှတ်နဲ့ဆုံးဖြတ်ရင်အဲ့ပွဲရင်မှာသူသူဝင်လာနိုင်မှုရှိတယ်ဗျဒီတော့ဝမ်းမာကမြမလောဝေးလို့သူပူတွဲတရေတွေထိုးလို့မရဘူးပူတဲ့တေအကွက်တွေရှားလို့မရဘူးရှုံးရင်အမှတ်နဲ့ရှုံးတာဖြစ်လာမှာအမှတ်ဆုံးဖြတ်ချက်တွေနဲ့ ဒါကိုထွန်းတို့မင်းတောက်ခံနိုင်ပါမလားအိတ်စိန်ခေါ်မှုကိုကြော်ဖြတ်နိုင်ပါမလားဆိုတာကျွန်တော်တော့စိတ်ဝင်စားမိတယ်ဗျပြီးတော့ထွန်းတို့မင်းဟာဆိုလုံးနဲ့လည်းရင်းနှီးတော့ကိုစောပြို့ဝေလမ်းကြောင်းကနေဝမ်းကိုသွားမှလာဒါမှမဟုတ်သူ့ညီတွေဖြစ်တဲ့ထွန်းမင်းနိုင်တို့ထွန်းမင်းအောင်တို့ရောက်ရှိနေတဲ့လမ်းကြောင်းဘက်ကသွားမလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်တရားတစ်ခုကတော့ထွန်းတို့မင်းအနေနဲ့အခုမြန်မာနိုင်ငံမှာလေ့ကျင့်ပြီးတော့ပေါ့လေဟိုမြန်မာယူကလောက်ဝေးထိုးတဲ့ပုံစံတိုင်းသွားပြီးထိုးရင်တော့ ဝမ်းမှာရလကောင်းဖို့မလွယ်လောက်ပါဘူးထိုင်းနိုင်ငံမှာရှိတဲ့ဂျင်တစ်ခုနဲ့ပူးပေါင်းပြီးတော့ဘရိုနီကာကိုလိုလက်ကျင့်ပြင်ဆင်ပြီးတရေရှာထိုးမယ်ဆိုရင်တော့ရလကောင်းလေးတွေရရှိနိုင်မှုရှိပါတယ်ထွန်းနမင်းဟာဝမ်းကိုကူပြောင်းပြီးတော့သူ့ရဲ့ကစားသမားဘဝအဆုံးသတ်ကာလကိုဖြတ်သန်းတော့မှာပါဝမ်းမှာထွန်းနမင်းအနေနဲ့ရလကောင်းတွေရအောင်နိုင်လိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းတော့မှာပဲဖြစ်ပါရောခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ